တော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကပြောတာနောက်အနည်း20နေကျွန်တော်တို့ဘာမှမရမှာလို့ပြောပါလေစင်ကာပူမရဟာဒီဒီစင်အဲဒီစကားလေးကြောင့်တကဘာလုံးကတကယ်တုံလို့သွားတာဒါနေ news asia ရော cnn တို့စာနေစင်ရှင်တွေရောဒေါအောင်ဆန်းစုကြည်မိုက်ကြီးထိုးပေးဒေါအောင်ဆန်းစုကြည်စင်ကာပူမိမယ်လို့ပြောတာလားအဲ့တော့တို့ရဲ့ဝင်ကြီးချုပ်လီကွမ်ယူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာစင်ကာပူနိုင်ငံရဲ့ဒီ founding တိဆောက်တဲ့မိကုန်းတော်တော်များများမှာမြန်မာနိုင်ငံအနည်း20နေမိရမယ်လို့ခဏခဏသုံးခဲ့တယ်ဒါအားလုံးအသိပဲတကမာလုံးအသိပဲကောင်းစားစုကြည်ခတ်မှာပဲပြန်ပြောကျွန်မမိမယ်လို့ပြောတာမဟုတ်ကျွန်မကြော်မယ်လို့ပြောတာလေ အာမိုက်တယ်ကွာကျွန်တော်သဘောကျလူချင်းမတော်နောက်အနည်း20နှစ်ညီမနိုင်ငံစင်ကာပူကြောက်မယ်ဆိုတာယုံပါသလားယုံရမကျွန်တော်လူငယ်တွေကယုံရလူကြီးတွေကအတားဆုံးပြောလို့နောက်အနည်း20နှစ်သေချာတော့အခုလူကြီးတွေတယောက်မှမရှိတော့ဘူးအဲ့ဒါအမှန်တရားပဲစော်ကားလူတွေပြောတာမဟုတ်ဘူးလူတက်တဲ့အရာတရားသဘောအရာဆိုလိုတာလူငယ်တွေကိုကျွန်တော်ပြောချင်တာလူကြီးတွေပဲအပြစ်တင်လို့မရဘူးဒါကိုဆိုလိုတာငါတို့ဒီခေါင်းဆောင်ကညီမညာပဲချမှာလေခိလာမေ implementation ကမန်မာရီရဲ့တာဝန်ဖြစ်တယ်မဟာဗျူဟာဆိုတာလူချင်းမတို့ဘယ်လိုနားလဲပါလဲ what is strategy တော့လူချင်းတို့လုပ်တဲ့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာမဟာဗျူဟာရှိတယ်။နိဗျူဟာရှိတယ်။နောက်တော့ကျွန်တော်တို့ method သူကမဟာဗျူဟာအရန်ကောင်း။ဒါပေမဲ့ကျွန်တော်နိဗျူဟာအားနေတာတွေလည်းကျွန်တော်တချို့ကနိဗျူဟာအရန်ကောင်းတယ်မဟာဗျူဟာအားနေတာတွေလည်းရှိတယ်။ဘဝမှာကျွန်တော်တို့ယုံကြည်တာကတော့အမှန်လို့မပြောဘူးเนาะကျွန်တော်တို့ကအောင်မြင်မှာအမှန်တရားဆိုတာမရှိဘူး။ဒီကြမင်းနဲ့ကြိုက်တာအမှန်တရားဖြစ်တယ်။ဒါလေးကိုကျွန်တော်စစ်တာရိုက်ခံပြီးပြောလို့ပါတယ်။အဲ့တော့အောင်မြင်နဲ့ပတ်သက်ရင်အငင်းကုန်ဘယ်တော့မှမလုပ်ပါနဲ့။ ဒီဟာ तू အောင်မြင်နိုင်တယ်လို့ပြောတယ်သူ့အတွက် तू မှန်လို့ तू ပြောတာလေကို့အတွက်မှန်ညမမှန်မှန်အဲ့တော့သွားပြီးတော့ပြောတဲ့သူလည်းမားတယ်လို့ပြောလို့မရဒီမိုကရေစီစနစ်မှာကျွန်တော်တို့ဟာတယောက်နဲ့တယောက်အယူအဆမတူတာကိုစနစ်တကျဆွံ့နေတတ်တဲ့အလေးထားရှိကိုလို့တယ်ကျွန်တော်တို့စီမှာမတူရင်ရန်သူလို့သတ်မှတ်တာအဓိကပြဿနာဖြစ် life မှာမတူတာတွေအတူနေတာကဒီမိုကရေစီပေါ့ American ပြည်ထောင်စုမှာအတွေးခေါ်အများကြီးရှိပါတယ်တွေးခေါ်အများများပါတယ်ဒါပေမဲ့သူတို့ဒီဘာသာစကားကတမျိုးပဲပြောတယ် လောကမှာသူများပြောတဲ့အတိုင်းလည်းလို့ဘယ်တော့မှမအောင်မြင်ဘူးနော်ကျွန်တော်တောင်းလျှောက်ပြောတယ်နော်အောင်မြင်ဆိုတာ ready made မဟုတ်ဘူးနော်ဘာလို့ခင်ဗျားအဲ့ဆိုခင်ဗျားဘာလို့ငါတို့ကမင်းဟောပြောပဲလာတတ်မလဲကျွန်တော်မေးရင်ဝေးဆိုလာယူတာ recipe တော့နည်းနည်းတော့လေ့လာဖို့လိုတယ်မြမနေမြမအောင်မြင်ဖို့ဆိုရင်ကျွန်တော်တို့ဒီညံရှိမှအောင်မြင်မယ်လို့ပြောတယ်ညံဆိုတာနှစ်ခွန်းနဲ့ပေါင်းတာတာတွေးတာရဲ့ဘဟုတုတ္တညံ equal to ကျွန်တော် equation ထုတ်တာရဲ့တွေးတာရဲ့ဘဟုတုတ္တရဲ့ပေါင်းမှညံထွက်လာတာအုံနောက်ကညံမဟုတ်ဘူးနော်လူတိုင်းအုံနောက်ရှိတယ်ညံလူတိုင်းမရှိဘူး သူကြီးမင်းပတ်စံမရှိဘူးလို့ပြောရင်အဲ့ဒါပတ်စံမရှိတာမဟုတ်ဘူးပတ်စံရှာဖို့ idea မရှိဘူးဟိုတည်းကျွန်တော်မိတ်ဆွေ company တခုအမ for example သူ့ company မှာဝန်ထမ်း20ရှိတယ်ဘယ်တော့မှယုံတော့မကြောက်ဟာယုံတော့ကြောက်ဖို့တောင်းချက်ပြောနေတာဟာကောင်းလာပြီလားဘယ်လိုစီမံတာလဲဘာမှမခက်ဘူးတဲ့ယုံရှိမှာရုပ်တု20လုံးကကားရှိရယ်ဆိုရင်ယုံရှိမှာတဲ့ကားပတ်ကင်တကူးကူပဲရှိတယ်တကူးကပတ်စံပေးရတယ်အဲ့ဘယ်တော့မှယုံတော့မကြောက် တနာပေါ့တချို့ကကျွန်တော်တို့မေးတယ်လောက်နောက်10နှစ်နေရင်ကျွန်တော်တို့အင်တာဗျူးတွေအမေးတယ် customer တွေနဲ့ပတ်သက်ပြီးဘာတွေပြောင်းလဲသွားမလဲနောက်10နှစ်နေဒီလိုနောက်10နှစ်နေရင် customer တွေနဲ့ပတ်သက်ပြီးပြောင်းလဲသွားမှာတွေကိုစိတ်ဝင်စားနေဘာဖြစ်လို့လဲဘာတွေပြောင်းလဲသွားမလဲ